င်းမြို့နယ်ကြောက်စင်ကျေးရွာအုပ်စုကရင်ကြီးရွာမှာအော်တိုဘတ်လ26ရက်နေ့ကစစ်အာဏာရှင်တပ်ပစ်ခတ်တဲ့လက်နက်ကြီးကြီးကြားရောက်ပောက်ကွဲပြီးနေအိမ်နဲ့ဆောင်မီးလောင်ပျက်စီးရဲလို့ဒေသခံတချို့ကပြောပါရယ်။လောင်လုံးမြို့နယ်မမကန်ရွာမှာရှိတဲ့နေမီရဲစခန်းကိုတော်လိုင်းပူပေါင်းတပ်တွေကအော်တိုဘတ်လ26ရက်နေ့မနက်ပိုင်းမှာဝင်ရောက်စီးနှင်းတိုက်ခိုက်မီးရှို့ဖျက်ဆီးခဲ့ပြီးပြန်လည်ဆုတ်ခွာသွားတယ်လို့ဆိုပါရယ်။အဲ့ဒီနောက်မွန်တက်၁၂နာရီဝန်းကျင်မှာဆီယနာရှင်တပ်ဖက်ကကရင်ကြီးရွာဖက်ကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာပါ။ လက်နက်ကြီးကြီးကနေရင်တဆောင်ပေါ်ကြားရောက်ပောက်ကွက်ခဲ့ပြီးတဲ့နောက်နေရင်နှလုံးမီးလောင်ပျက်စီးတယ်လို့ဒေသခံတချို့ကဆိုပါတယ်။ဒါအပြင်မောင်မကန်ရဲစခန်းတိုက်ခိုက်သိမ်းပိုက်ခံရပြီးတဲ့နောက်ဒိုဟယ်မျိုးကနေစစ်ကိုဆင်းလာတဲ့စစ်အာဏာရှင်တပ်စစ်ကြောင်းဟာအော်တိုဘာလ26ရက်နေ့နေ့လယ်ပိုင်းကစလို့ကျောက်ဆင်ကြီးရွာအုပ်စုကိုစစ်ကြောင်းထိုးလာခဲ့ပါတယ်။ အဲ့ဒီစစ်ကြောင်းကဒီကနေ့အောက်တိုဘာလ28ရက်နေ့နေ့လယ်ပိုင်းမှာသဘောဆိတ်ပြင်ကြီးရွာရဲရောက်ပြီးတက်ဆွဲထားတာကြောင့်ကြောက်စင်သဘောဆိတ်ပြင်ကြီး၊ကရင်ကြီး၊ကမ်ပဏီစတဲ့ကျေးရွာ900ကဒေသခံတွေထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။အကြမ်းဖက်စစ်ကောင်မရှင်ကသူတို့ရဲ့အတုရောင်ရွေးကောက်ပွဲအတွက်ပြည်တွင်းဈေးကွက်နမယတရုတ်ဆောင်တွေကိုအသုံးပြုပြီးခေတ္တမိုင်းကိုဒုံးစည်းမိသူများဆိုတဲ့ဝါဒဖြန့် policy စကားတစ်ခုကိုစစ်တပ်ပိုင်းမျိုးဝရီ channel ကနေသတင်းထုတ်လွှင့်ပြသခဲ့ပါတယ်။ ခေတ္တမိုင်းတခုမှရဝင်းကရိုက်ကူးတဲ့အဲ့ဒီဇကားဟာမကြခင်ကျင်းပမဲ့စစ်ကောင်းဆောင်ရဲ့အတူရောင်ရွေးကောက်ပွဲအရေးပါပုံအကြောင်းနဲ့ပြည်သူတော်လှန်ရေးအပေါ်မဟုတ်မမှန်ဆွဆွဲပုံဖြတ်တဲ့အနေနဲ့ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။အဲ့ဒီဇကားဟာ KSS စေအုပ်စုဝါရဖြန့်ဇကားတွေရဲ့ထုံးစံအတိုင်းပြည်တွင်းဈေးကွက်နာမည်ကြီးတရုတ်ဆောင်တွေကိုဖော်ဖော်တည်တည်တုံထားပြီးဇကားတွေမှာတော်လှန်ရေးကြောင့်ပြည်တွင်းငြိမ်းချမ်းရေးပျက်စီးရတယ်ဆိုတာနဲ့နန်းစီဒီယမ်တွေရဲ့အခမ်းကဏ္ဍအရေးပါကြောင်းပြင်း အတူရောင်ရွေးကောက်ပွဲကိုကဘာကဘာသိရှိတယ်ဆိုတော့စတဲ့ policy ကဆက်ဆံအမှုပညာရတမပါဝင်ပဲအတုံးအတစ်လိုက်ဝါရဖြန့်လိန်လေတဲ့ဇလန်စက်ကွက်တွေနဲ့စညွန်းပြောဆိုချက်တွေပါဝင်နေပါတယ်။ဒီစကားမှာနေတိုမြင့်မြတ်နေဝင်းအေးချမ်းမောင်ချူလေးမင်းမြင့်မို့ငပြောကျော်အောင်ခိုင်သွက်လက်စူပါလင်းစတဲ့တရုတ်ဆောင်တွေပါဝင်ထားပါတယ်။အဲ့ဒီစစ်တပ်ဝါရဖြန့်စကားမှာပါဝင်သူတွေအားလုံးဟာຫນွေဦးတော်လိုင်းရဲ့အစတုန်းကစေအုပ်စုကိုစန့်ကျင်တဲ့ လူလူတပိတ်ပွဲတွေမှာ CDM ကဏ္ဍအရေးကြီးကြောင်းနဲ့နိုင်ငံကောင်းဆောင်တွေကိုလွတ်ပေးဖို့တောင်းဆိုခဲ့သူတွေစစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုအာပေါင်းအာရင်တန်တန်ပေါ်တင်ဝေဖန်ခဲ့သူတွေလည်းဖြစ်ပါတယ်။ဒါကြောင့်အဲ့ဒီဇက်ကလူမှုကွန်ရက်ပေါ်ရောက်ရောက်လာခြင်းမှာပဲပါဝင်တဲ့အမှုပညာရှင်တွေကိုပြည်သူတွေကပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုနေကြပြီးရာသပံ point ကောက်လို့ဖို့တောင်းဆိုလာကြပါတယ်။ ဒီဇလန်နဲ့မှာ2021အာနာသိန်းကာလအစအယက်သားယဟန်ရှင်လူတွေရဲ့ငြိမ်ငြိမ်ချမ်းချမ်းတောက်ဆူဆန္ဒပြကြတဲ့ပုံရိပ်တွေထက်မိရှိုတာဒက်စီလောင်းတာစတဲ့ပုံရိပ်တွေကိုပို့ပို့တတတသုံးထားပြီးဇလန်အတွင်တော်လန်ရေးကြောက်တာမန်လက်လုံလက်စားလူငယ်တွေပေါ်ထိခိုက်မှုဖြစ်စေတာကိုဖော်ပြထားပါတယ်။ဒါအပြင်တော်လန်ရေးအတွက်အရေးပါတဲ့ CDM ဝန်ထမ်းတွေကိုနန်း CDM ဝန်ထမ်းတွေနဲ့နှိုင်းရှင်းကောင်းတိတိတတဝါရဖြန့်ထားတဲ့ဇက်ကွက်တွေပါဝင်နေပါတယ်။ လက်ရှိမှာစေအုပ်စုကတနိုင်ငံလုံးအနက်ဆေးရုံစေကန်စာတင်ကြောင်းဖျားစီဒီပါမချန်ပုံကျဲနေပေမဲ့ဇလန်းနဲ့မှာတော့တရုတ်ဆောင်တွေကစတက်လက်အောက်ခံနန်းစီဒီယံဝန်ထမ်းတွေရဲ့အရေးပါအကြောင်းကိုပြောဆိုထားကြပါတယ်။ဒါအပြင်နိုင်ငံရေးစိတ်ဝင်စားသူတွေနဲ့ရွေးကောက်ပွဲစတင်သူတွေကိုဟာသတပွဲခပ်ပေါ်ပေါ်ဖန်တီထားပြီးရွေးကောက်ပွဲနဲ့ပတ်သက်လို့အရက်သားတွေကိုချင်းချောက်ထားတာတွေလည်းပါဝင်နေပါတယ်။စကားထဲမှာတော်လိုင်းရဲ့အတွက်ဆိုကဘုံထောင်ကြတဲ့လူငယ်တွေကိုဖမ်းဆီးရမိတဲ့အခါမှာ တရုတ်ဆောင်နေတိုးကဘုံထောင်တာဒေါ်လာရင်းမဟုတ်ဘူးဆိုပြီးတော့လဲဒေါ်လာရင်းပေါ်နှိပ်ချပြောဆိုထားတဲ့စက်ညုံးတွေပါဝင်နေပါတယ်။စကားအတွင်ပါဝင်တရုတ်ဆောင်ထားကြတဲ့သူတွေအားလုံးဟာအကြံဖက်စစ်အုပ်စုရဲ့ဆက်နွယ်နေသူတွေပိုင်ဆိုင်တဲ့ Severson, Hipley, Skynet, Bobo Flynn Production စတဲ့ထုတ်လုပ်ရေးတွေမှာအဓိကရိုက်ကူးပေးနေကြသူတွေလည်းဖြစ်ပါတယ်။လက်ရှိမြန်မာပြည်ရုပ်ရှင်လောကယုံတင်ပြသစနစ်ကိုလည်းအဲ့ဒီထုတ်လုပ်ရေးတွေနဲ့လက်ခွဲအမိခံထုတ်လုပ်ရေးတွေကပဲချုပ်ကန်ချဲလဲနေတာလို့ပြည်ပရောက်ဒရိုက်တာတယောက်ကဖွင့်ဟထားပါတယ်။ ်အကြံဖတ်စစ်တပ်အနေနဲ့လာမယ့်ဒီဇင်ဘာလအတွင်းမှာအတူရောင်ရွေးကောက်ပွဲအပိုင်း၁ကိုလှုပ်ဆောင်သွားမှာဖြစ်ပြီးတနိုင်ငံလုံးအနက်လေကြောင်းကနေဘုံကျဲတိုက်ခိုက်တာနယ်မြေရှင်းလင်းရေးပုံစံစစ်တောင်းထုံးမီးရှို့တာတွေကိုပုံမလှုပ်ဆောင်လာသလိုတစ်ဖက်မှာလည်းရုပ်ရှင်သဘင်ဂီတအလွာတွေကိုအသုံးချကပေါ်ပေါ်ထင်ထင်ဝါရဖြန့်လာတာဖြစ်ပါရဲ့ရှင်တဝဲဒီဇိုင်းတိုင်းနှစ်ချက်ရှိစုဖျားလက်ပွဲအတွက်ညမထွက်ရအမိတ်ရုပ်သိမ်းထားတယ်လို့ကောပကရီစီကသိရပါဗျာ။ ဒီသတင်းကိုတော့ဒွေဝက်အဖွဲ့သားတို့ကပြောပြပေးသွားမှာပါဒွေတီဆောင်တဲ့နေ့ကြီးရှိစုဗျာလှပွဲတွေညမထွေရအမေကိုရိုသိထားတယ်လို့ကော့ပကထွေစီကသိရပါတယ်ညမထွေရအမေရိုသိပြီးဘူးတိုင်းစစ်ကော်မရှင်စီတင်ပြမှုကိုခွင့်ပြုပေးတာဖြစ်တယ်လို့အော်တိုဘန်26ရင်းကဖျားပွဲဖင်းမြောင်ရေးတာရီရဲ့အခြေအစီအွေမှာပွဲဦးဆောင်တဲ့ကော့ပကတွေကပြောခဲ့တာပါဖျားပွဲတွေ ဖျားတွေပူဆောင်ရမယ်အော်တိုမလာတုံးစီရဲ့နေကနေဖျားလက်ပွဲကျင်ပါမယ်ဒွိမလာလေးရဲ့နေ့ထီ6ရက်တာကာလကိုညမထွေးရအမိတ်ရုတ်သိမ်းထားတာဖြစ်တယ်လို့ဆိုပါတယ်ဒွိတစုံနေဖျားလက်ပွဲကိုပထမကြီးစီဝေမှာ နေပဲလက်ပုတ်ကနေဆိုဖြတ်အကျညာထားခဲ့ပြီးတရိယကြီးစီဝေမှာတော့ညာပဲလက်ပုတ်ပြန်လည်ပြင်ဆင်ဆုပ်ဖြတ်ခဲ့တာပါဒွေမြူကန္နလမှာဖြောပြေးအစီအစဉ်ထက်သွင်းပြီး မိဖို့မြန်လှပွဲကိုပါအခုနှစ်တစောင်းတိုင်းဖျားလှပွဲနေမှာကျင်းပမယ်လို့ဒဝဲလူမျိုးစုစည်းမှုကော်မတီလူမှုကွန်ရက်မှာကြေညာထားပါတယ်။ဒါပြင်ကနလာမှာမိလာစင်ထားပြီးပွဲတော်ရဲ့အတိုင်ခင်တဲကလိုင်းရုပ်လေးပတ်ကြည့်ရှုသူတွေလည်းရှိတယ်လို့မြုပ်ကန်တွေက ပြောပါတယ်။ပြီးတဲ့တရင်ကျော်ကာလာတပိမျိုးပွဲကျင်းပအထေကလည်းတိုင်းစစ်ကော်မရှင်ကညမထွေရအမိကိုငှက်တာရုပ်သေးပေးပါတယ်။ လက်တလောတနင်္သာရီမြို့နယ်မှာစစ်တပ်နဲ့တော်လှန်ရေးတပ်တို့ကြားတိုက်ပွဲပြင်းထန်နေတာကြောင့်ဗိတ်တနင်္သာရီပုတ်ပြင်းလမ်းမကြီးကိုခီးသွားလာတာမလို့ဖို့တနင်္သာရီတိုင်းစစ်ဌာနကသတိပေးချက်ထုတ်ပြန်ထားပါတယ်။စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးတွေပစ်ခတ်တိုက်ခိုက်တာတွေနဲ့အရက်သားတွေဥတီတိုက်ခိုက်တာတွေကိုလှုံ့ဆော်နေတာကြောင့်အခုလိုသတိပေးရတာလို့ဆိုပါတယ်။အော်တိုဘာလ28ရက်နေ့ကနေစလို့ဗိတ်တနင်္သာရီပုတ်ပြင်းလမ်းမကြီးတစ်လျှောက်မှာခီးသွားလာတာမလို့ဖို့ထုတ်ပြန်ထားတာပါ။